YouTube channel လေးကနေဒီလိုဆိုပြန်လေးကြိုဆိုလိုက်ပါရစေ။ဝီတီတောင်ထန်းချောက်ကန်ကစ္စစုံစမ်းစစ်ဆေးဖို့ရန်ကုလသမဂ္ဂလူခွင့်ရေးကိုယ်စားလှယ် Trent Andrews ကိုအေကဖိတ်ကြားထားတဲ့တင်ဒင်ကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်ဘူးတီတော်မြို့နယ်ထန်းချောက်ကန်ကျွော်မှာမွတ်စလင်များကိုအာရခတတိုအေကဆုလိုက်ပြုံးလိုက်တပ်ဖြတ်ခဲ့တဲ့ဆိုတဲ့ဆွတ်ဆွေးခြင်းနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့မြန်မာနိုင်ငံဆရာကုလသမဂ္ဂလူခွင့်ရဲ့အထူးကိုယ်စားလှယ်ထန်းအန်ဒရူးစ်ကိုအေကဖိတ်ကြားထားပါတယ်ထန်းချောက်ကန်ကျွော်တွင်မွတ်စလင်များအများစုဆုလိုက်ပြုံးလိုက်တပ်ဖြတ်ခံရမှုရှိမရှိနဲ့တခြားသောလူခွင့်ရဲ့ချိုးဖောက်မှုဆွတ်ဆွေးခြင်းပြင်နဲ့ပတ်သက်ပြီးရခိုင်ပြည်သို့လာရောက်စုံစမ်းစစ်ဆေးရန်မြန်မာနိုင်ငံဆရာကုလသမဂ္ဂလူခွင့်ရဲ့အထူးကိုယ်စားလှယ်ထန်းအန်ဒရူးစ်ကိုအာရခတတိုအေကဖိတ်ကြားထားကြ ကြောင့်သိရပါတယ်မြန်မာနိုင်ငံဆီယံကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Trump Andrews ရခိုင်ပြည်ပါဝင်မြန်မာနိုင်ငံအနှံ့ကာလူပိုင်ရှုဖောင်းမှုများနဲ့ပတ်သက်ပြီးအစိုးရကစားတဆောင်ကုလသမဂ္ဂအထွေထွေညီလာခံတော်တင်သွင်းဖို့ပြင်ဆင်နေပြီးယင်းအစိုးရကစား2025ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစိုးရကစားထက်မှာရခိုင်ပြည်အတွင်းမွတ်စလင်များအဖို့အာရခတ်တို့အေမလူခွင့်ရေးရှုဖောင်းမှုများနဲ့ပတ်သက်ပြီး AAC စီချုပ်ကိုချုပ်ထွန်းမြတ်နိုင်အပါဝင်တခြားသောထိပ်ပိန်ကောင်းဆောင်များနဲ့စကားပြုဖြစ်ခဲ့တယ်လို့ Trend Andrews ကပြောထားပါတယ်။မွတ်စလင်တက်ကြွလှုပ်ရှားသူတွေရဲ့ဆွေးနွေးချက်တွေနိုင်ငံတကာလူခွင့်ရေးအဖွဲ့အစည်းတွေမှာ ွဆွေရှိနေတယ်။ကလတ်တမကလူခွင့်ရေးအဖွဲ့အစည်းတွေမှာဆွဆွေရှိတွေကိုအေကောင်းဆောင်များဖြင့်အချင်းချင်းဆွေးနွေးခဲ့တယ်လို့ Trend Andrews ကဆိုပါတယ်။ဒါပေမဲ့လည်းအဆိုပါဆွဆွေရှိများအားလုံးကိုစုစည်းချက်ဖို့ချုပ်ထွက်မြတ်နိုင်အပါအဝင်အေကောင်းဆောင်များကပေးချငင်းဆိုထားကြောင်း Trend Andrews ရဲ့အစီအခံစာမှာဖော်ပြထားပါတယ်။ခြင်းအပြင်ပုတိတောင်ထမ်းချကံဖြစ်စဉ်အပါအဝင်လူခွင့်ရေးချုပ်ဖို့မှုဆွဆွေရှိများအားရဆုံဆန်းစစ်စစ်ရန်အေမှဖိတ်ကြားထားတယ်လို့ Trend Andrews ကဆိုထားပါတယ်။အတည်မပြုတ်နိုင်တဲ့လောက်ချံဖန်တီးထားတဲ့တဲ့ င်းအခြေလက်တွေကိုအသုံးပြုပြီးအရခတ္တတို့အေအေဘောပုတ်ချနေကြခြင်းအတွေ့အေတာဝန်ရှိသူများမှစိုးရိမ်မှုများရှိနေကြောင်းလည်း Trend Andrews ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ပြည်တော်မျိုးနေထန်းချောက်ကန်ကြေရွာမှာ2024ခုနှစ်မေလ2ရက်နေ့ကမွဆလင်600ကျော်စုနဲ့ပြုံလိုက်တက်ဖြတ်ခံထားရပြီးကျွလွန်သူမှာအရခတ္တတို့အေဖြစ်ကြောင်းပြပရောက်မွဆလင်တစ်ကြွထောက်ချသူများနဲ့နိုင်ငံတကာလူခွင့်ရေးစောင့်ကြည့်အဖွဲ့တွေကအသည့်သည့်ဆက်စည်ပြစ်တင် ထားခဲ့ကြတာပါတိုးတော်လေးအစပါစစ်စစ်ရှိတွေကိုအာရခတတ်တို့အိမ်မှပြပြတတပေးရှာပြီးထားကြခံကြည့်ရမှာအယတမုစလင်များတက်ဖြတ်ခံထားရခြင်းမရှိကြောင်း AAC စစ်ချုပ်ကိုယ်တိုင်ပြုစုထားခြင်းဖြစ်ပါတယ်ထားကြခံကြည့်ရမှာစစ်ကောင်စီတက်ဆွေးထားတဲ့အချိန်ဘာသားများမှာမရှိတော့ပေစစ်ပြေဆောင်အဖြစ်သွားရောက်ခိုးလုံနေကြပြီဖြစ်ကြောင်းနဲ့အိမ်မှထားကြခံကြည့်ရကိုတိမ့်ပိတ်ချိန်တွင်စစ်ကောင်စီတက်သားအများပြားတည်ဆုံသွားကြတယ်လို့အေကဆိုပါတယ် ဒါကြောင့်ထန်းကြောက်ခံကြည်ရွာအနီးမှာတွေ့ရှိရတဲ့ရုပ်အလောင်းများမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များသာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များလေးထက်တွင်အတင်းအဓမ္မစစ်သားဆုရှောင်းခံတားရတဲ့အတွက် AR တိုက်ခိုက်နေတဲ့စစ်မှုထမ်းဆမဆလင်တပ်သားများလေးပါဝင်ခဲ့ကြောင်းစစ်တုံးပန့်စကခ15မှာဒုတက်ရင်မူတက်မမူဘုံမူကြီးကောင်းမြတ်ကဝန်ခံပြုဆိုထားပါတယ်။ဒါကြောင့်အရခတတွေအီမှာ ရခိုင်ပြည်အတွက်မွတ်စလင်များအားဆုလိုက်ပြုံလိုက်တက်ဖြတ်ခြင်းအပါအဝင်လူမျိုးနွယ်တက်ဖြတ်ခြင်းများမရှိတဲ့အတွက်ဆွတ်ဆွေးခြင်းများအလုံးကိုစုံစမ်းစစ်ဆေးနေရန်မြန်မာနိုင်ငံဆရာကုလသမဂ္ဂအလို့ခွင့်ရဲ့အထူးကိုယ်စားလှယ် Trent Andrew ကိုအေကဖိတ်ကြားထားခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။တည်တယ်လေးကတော့ညဝေပေးရမယ့်တင်ဒင်လေးဖြစ်ပါတယ်အဆုံးထိကြည့်ရှုနာဆင်ပေးကြရတဲ့တော်လိုင်းမိဘပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အရက်ကပြည်သူပြည်သားများနဲ့တော်ဝမြန်မာပြည်သူပြည်သားများအားလုံးပေးခင်ကြံမှာကြပါစေခင်ဗျာ